င်္ဂလာပါရှင်ရှမ်းရဲကွန်မီဒီယာကြိုဆိုပါရစေကျမတို့ခုရောက်ရှိနေရတာတော့တောင်ကြီးမြို့နယ်စီမံတရားရေးဌာနနဲ့ EcoCat Company Limited ကနေပြီးတော့တောင်ကြီးမြို့နယ်မြို့ပြရေးပေးဝေဖန်ပြခြင်းလုပ်ငန်းကို BO စနစ်နဲ့ဆောင်ရွက်မဲ့သဘောတူစာချုပ်ချုပ်ဆိုပွဲခံတာကိုရောက်ရှိနေရပဲဖြစ်ပါတယ်။ဒီသဘောတူစာချုပ်ချုပ်ဆိုမှုနဲ့ပတ်သက်ပြီးတော့ကျမတို့ရှမ်းရဲကွန်မီဒီယာကနေတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးအခုလိုပဲမေးမြန်းတင်ဆက်လိုက်ရပါရဲ့ရှင်။ င်္ဂလာပါရှင်ဆရာဟုတ်ကဲ့မင်္ဂလာပါကျမတို့ကရှမ်းရဲ့ကိုမီဒီယာပါရှင်ဟုတ်ကဲ့ကျမတို့ကိုဆရာရဲ့နာမည်လေးနဲ့တာဝန်ယူထားတဲ့ခြေနေလေးကိုပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်နာမည်ကဦးဆိုင်ထွန်းထွန်းဖြစ်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်စီပင်သာရေးဌာနဝန်ကြီးမှုဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကျမတို့ကတော့ဒီနေ့မျိုးပြရေးပေးဝေလုပ်ငန်းကိုသဘောတူစာချုပ်ချုပ်ခဲ့တယ်လို့သိရှိရပါတယ်ဆရာဟုတ်ကဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့အချင်းချုပ်လေးရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ဒီနေ့တောင်ကြီးမြို့ဟိုပုဂ္ဂလိကရေးပေးဝေဒီဟို ဝန်ဆောင်မှုလုပ်ငန်းပေါ့ဒီလုပ်ငန်းကိုကျွန်တော်တို့ကဟို BO လို့ခေါ်တဲ့ Build Operate O စနစ်နဲ့ဒါခွင့်ပြုဆောင်ရွက်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးခွင့်ပြုဆောင်ရွက်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒါဒါ EOI နေစီစစ်ခဲ့တယ်ပြီးရင် Feasibility Study လို့ခေါ်တဲ့ဒါဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဒီဒါဆန်းစစ်ခဲ့တယ် ဆန်းသစ်ခဲ့တယ်ဒီအစိုးရနဲ့စီပင်ဘက်ကလည်း consultant အနေနဲ့ပေါ့နော် consultant နေနှားရမ်းပြီးတော့ဒါစစ်ဆက်ပါတယ်ပြီးတော့လည်းဒီကနေပြီးတော့ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုဒီအခြေအနေတွေအားလုံးနဲ့တင်ပြပြီးစာချုပ်မူချမ်းထွက်လာအောင်စာချုပ်မူချမ်းအဆင့်ကိုညှိနှိုင်းခဲ့ရတယ်စာချုပ်မူချမ်းလေးညှိနှိုင်းခဲ့ပြီးတော့ဒါပြည်တော်စုဥပဒေရဝန်ကြီးဌာနရဲ့အစီအစဉ်မှုတွေရောဥပဒေပြင်ဆင်ခဲ့တာဆိုရင်၃ချိန်တိုင်းပြင်ဆင်ခဲ့ပြီးတော့ ဟာရှမ်းပြည်နယ်ဆိုရဖွဲ့စီစစ်ခွင့်ပြုချက်နဲ့ဒါဒီနေ့ဆာရုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။မင်္ဂလာပါရှင်ဆရာ။မင်္ဂလာပါခင်ဗျ။ကျမတို့ဆရာရဲ့နာမည်နဲ့တာဝန်ယူထားမှုခြေနေလေးနဲ့မိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကျွန်တော်ကတော့တောင်ကြီးမြို့နယ်စီပင်သာရေးဌာနကအမှုဆောင်ရာရှိဦးသိန်းဝင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်ကျမတို့ကိုပေါ့နော်တောင်ကြီးမြို့အစီအစဉ်တရားရေးဌာနအနေနဲ့လက်ရှိရေးပေးဝေးနေတဲ့အကြောင်းလေးကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကျွန်တော်တို့တောင်ကြီးမြို့ပေါ်မှာ22ရပ်ကွက်ရှိပါတယ်ဟုတ်ကဲ့အဲဒီ22ရပ်ကွက်မှာတော့ကံကြီးရပ်ကွက်နဲ့ចောင်းကြီးစုရပ်ကွက်ကိုတော့ကျွန်တော်တို့စီပင်သာရေးဌာနအနေ ပြီးမှလက်ရှိရေးပေးဝေနိုင်မှုမရှိပါဘူး။ဟုတ်ကဲ့။ဂျန်နဲ့ရက်ွက်20ကိုတော့ဒါမြို့နယ်စီရင်သားရေးဌာနအနေနဲ့ ရေများဖြန့်ဝေပေးလျက်ရှိပါတယ်။ပေးဝေပေးတဲ့အခြေအနေကတော့လက်ရှိမှာတော့ကျွန်တော်တို့မြို့လူလူရဲ့လိုအပ်ချက်ရဲ့60%ရာခိုင်နှုန်းကိုကျွန်တော်တို့ဖြန့်ဝေပေးလျက်ရှိပါတယ်။မင်္ဂလာပါရှင်ဆရာ။မင်္ဂလာပါ။ကျွန်တော်တို့ဆရာရဲ့နာမည်တာဝန်ယူထားတဲ့ခြေနေလေးကိုပြောပြပေးပါအောင်ရှင်။ကျွန်တော်တို့ EcoGear Company Limited ကဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ဦးမျိုးအောင်ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ကျွန်တော်တို့ဘောနော်ဒီနေ့ဆိုရင်တောင်ကြီးမြို့နယ်စီမံသားရေးဌာနနဲ့ဆရာတို့ရဲ့ EcoGear Company Limited ကပူးပေါင်းပြီးတော့ဒီတောင်ကြီးမြို့ပေါ်မြို့ပြရေးဖြန့်ဝေလုပ်ငန်းသဘောတူစာချုပ်ချုပ်ခဲ့လို့သိရပါတယ်။ဟုတ်ပါတယ် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျမတို့တောင်ကြီးမြို့ပေါ်မှာမြို့ပြရေးပေးဝေခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်မယ့်အစီအစဉ်လေးကိုပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ဟိုတောင်ကြီးမြို့ပေါ်မှာရှိတယ်လေရက်ွက်22ရက်ွက်ရှိပါတယ်22ရက်ွက်ကိုကျွန်တော်ရေးပြီးဖို့စဉ်းစားတဲ့အခါမှာအဲ့ရက်ွက်မှာနေထိုင်တဲ့လူဦးရေစိမ်းကိုကျွန်တော်တို့ကအရင်ကြည့်ပါတယ်ဟုတ်ကဲ့ရေအဲ့လူဦးရေစိမ်းကနေကျွန်တော်ရေလိုအပ်ချက်ကလေးကိုတွက်ချက်ပါတယ်တွက်ချက်တဲ့အခါပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ကဒီမှာရှိတဲ့ရက်ွက်22ရက်ွက်လုံးကို24နာရီပေါ့ခုနေ့ဘလုံးကျွန်တော်24/7ရေကိုတရားရာခံတော့ပြည့်ပြနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒ ီမှာရှိတဲ့ရေထွက် ADR တွေကိုကျွန်တော်တို့ကလိုက်ပြီးတော့လေ့လာဆောင်ရှားရပါတယ်။တောင်ကြီးမြို့မှာရှိတဲ့မြူနီခအနေထားကြီးရဲ့တော့ရေထွက်ရှိတဲ့နေရာဒီအနေထားရဆိုရင်ကျွန်တော်တို့ကတောင်ကြီးမြို့ကိုအနည်းဆုံးချက်ခွက်20 20ရက်ကွက်ကိုပေါ့ ADR ၃ခုပိုက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပြီးမယ်ဆိုပြီးကျွန်တော်တို့စီမံခဲ့ပါတယ်။စီမံခဲ့တဲ့အခါတောင်ကြီးမြို့ရဲ့ကျွန်တော်တောင်ပိုင်းမှာရှိတဲ့ဒီအစိမ်းအောင်လေးတစ်ပြားထားတဲ့နေရာလေးဆိုရင်ကျွန်တော်တို့က ADR ၁လို့သတ်မှတ်ပါတယ်။အဲ့ဒီထက်မှတော့ကျွန်တော်တို့ရက်ကွက်ရှိရက်ကွက်ပါပါတယ်ခင်ဗျာ။ပြီးလို့ရှိရင်ဒီလေမွေအောင်လေးနဲ့ပေါ်ပြထားတဲ့အကွက်မှာတော့ကျွန်တော်တို့က ADR ၂လို့သတ် မှတ်ပြီးတော့သူတာဒီတောင်ကြီးမြို့မှာဆိုအလဲပိုင်းထဲမှာပါမှာပေါ့အဲ့တော့ပါပြီးရက်ွက်၈ရက်ွက်ပါရှိမှာဖြစ်ပါတယ်အိန္ဒိယ၃မှာတော့ကျွန်တော်တို့ကရက်ွက်၆ရက်ွက်ပါပြီးတော့သူတောင်ကြီးမြို့ရဲ့မြောက်ပိုင်းကိုကျွန်တော်ကြာပါတယ်ကျွန်တော်အဲ့တော့ကျွန်တော်ဒါဒီရေထွက်အိန္ဒိယနဲ့မြေနေထားပုံမူတည်ပြီးတော့မှအိန္ဒိယ၃ခုခွဲခြားထားခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ကျွန်တော်မြို့အကောင့်ထဲပေါ်တဲ့နေရာမှာတော့ကျွန်တော်တို့ကဟိုအပိုင်း၄ပိုင်းနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အပိုင်း၁ကိုတော့ကျွန်တော်တို့ကဒီလိုအပ်တဲ့ရေကိုကျွန်တော်တို့ကအပိုင်း၁အတွက်လိုတဲ့ရေကိုတော့ကျွန်တော်တို့ကဒီ ထိပေါင်ရည်အတွက်ကနေရှင်ကိုကျွန်တော်တို့ကရယူมาဖြစ်ပါတယ်။ဟုတ်ကဲ့။ဒါကရရှိလာတဲ့ရည်ချမ်းတွေကိုကျွန်တော်တို့ကဒီအဝါမြင်းလေးနဲ့ပြထားတဲ့အတိုင်းကျွန်တော်တို့ပတ်စနစ်နဲ့ပေါ့။တရားမီးတောင်ရောတရားမီးတောင်ကနေပြီးတော့ထိပွားချောင်းတီကျွန်တော်တို့ကပို့ပါမယ်။ဒီရည်ချမ်းတွေအဲ့မှာကျွန်တော်စုပါမယ်။စုပြီးတော့ဒီထိပွားချောင်းကနေစည်းလာတဲ့ရည်ချမ်းတွေကိုလည်းဒီကထပ်ယူပါမယ်။ယူအဲ့နှစ်ခုပေါင်းပြီးတော့မှကျွန်တော်တို့ကအဲ့ဒီညမှာပဲရည်တန်းစင်ဆက်ယူပြီးလို့ပြီးတော့အဲ့တော့ဒီနေ့လင်ကာလတတန်းကျရည်တန်းစင်ကာလနဲ့ကျွန်တော်တို့အဲ့မှာရည်တန်းစင်မှုဆောင်ရပါမယ်။ဟုတ်ကဲ့။ပြီးတော့ရရှိလာတဲ့ရည်တန်းတွေကိုမှကျွန်တော်တို့ကဒီပန်တခွားတီကိုလည်းကျွန်တော်တို့က ပတ်စနစ်နဲ့ပူပါမယ်။နောက်တစ်ခွင်းတစ်ခါပူညူဝီတောင်ချီကိုလည်းကျွန်တော်တို့ပတ်စနစ်နဲ့ပူပါမယ်။ညူဝီတောင်မှာရောက်ရှိလာတဲ့ရေတန့်တွေကိုတော့ကျွန်တော်တို့ကဒီဘူတာဟောင်းနေရာကိုဒီအပြာမြင်းလေးနဲ့ပြထားတဲ့အတိုင်းကျွန်တော်တို့က gravity နီးနဲ့ကျွန်တော်တို့က ို့လွတ်သွားမှာဖြစ်ပါတယ်။ဘူဒါကိုရောက်တဲ့ရေကိုတော့ကျွန်တော်ရွှေမောင်းတောင်ပေါ်ကိုတော့ကျွန်တော်တို့ကပန်းစနစ်နဲ့တင်ပြီးတော့ရေကြီးကိုကျွန်တော်တို့တန့်စင်ပြီးသားရေကိုကျွန်တော်တို့စုဆောင်မှာဖြစ်ပါတယ်။အဲ့ဒီရေကိုမှကျွန်တော်တို့က gravity နည်းနဲ့ဒီ area ကိုတက်မှရှိတဲ့ရက်ွက်ရှိရက်ွက်လုံးကိုကျွန်တော်တို့ကရေဖြန့်ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့က area တွေ့တွေ့ရှိပြီးမဲ့ပုံစံဖြစ်ပါတယ်။ area နဲ့မပေါ်ပြထားတဲ့လင်ပေါ်နဲ့ရှိတဲ့ရှေ့ရက်ွက်ကိုတော့ကျွန်တော်တို့ကဒီပါမိုးနဲ့ရေတွေပေါ့။အဲ့မှာရှိတဲ့ရေချမ်းကိုကျွန်တော်တို့က gravity နည်းနဲ့ပဲကျွန်တော်တို့ရေထွက်ဦးကိုကျွန်တော်တို့ပို့မှာဖြစ်ပါတယ်။ရောက်ရှိရတဲ့ရေထွက် ဥမာဆိုရင်ကျွန်တော်တို့ရေတန်းစင်ဆက်ယုံနှစ်ယုံတဲမှာဖြစ်ပါတယ်။အဲ့ကနေပြီးတော့ကျွန်တော်တို့ရေတန်းစင်မှုဆောက်ရပြီးလို့ရှိရင် gravity နည်းနဲ့ပဲဒီရက်ွက်ချင်းရက်ွက်ကိုကျွန်တော်တို့ရှိပေးဝေးဆောင်ရတော့မှာဖြစ်ပါတယ်။ India တက်မှာရှိတဲ့ရက်ွက်6ရက်ွက်ကိုတော့ကျွန်တော်ထီသိမ်းကြောက်တန်းမှာရှိတဲ့ရေချမ်းတွေကိုပတ်စနစ်နဲ့ကျွန်တော်ထီသိမ်း Russia ကံပေါ့အဲ့ပေါ်ပုံပါမယ်။အဲ့ကနေစင်ကျွန်တော်ရေတန်းစင်မှုလုပ်ပြီးတော့ဖျားပြူတောင်ပေါ်ပတ်နေတက်မှာဖြစ်ပါတယ်။အဲ့ကရရှိလာတဲ့တန်းစင်ပြီးရေတွေကိုတော့ကျွန်တော်ရက်ွက်အတွင်းကို gravity နည်းနဲ့ပဲကျွန်တော်ဆောင်ရတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီတောင်ကြီးမြို့မှာဆိုရင်မိုး 你你。G D နွေရာသီကာလတွေရေရှားပါတဲ့ကာလမှာရေပြတ်တောက်မှုမဖြစ်စေဖို့အတွက်ကိုဆိုလို့ရှိရင်ကျွန်တော်တို့ rain snack ကိုကျွန်တော်တို့ပြင်ပါတယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်အနေရောင်လေးမြင်းနဲ့ပြထားတဲ့ဟာ rain snack ကရေပြတ်တောက်မှုမရှိစေဖို့အတွက်ဆိုလို့ရှိရင်ရေကူနိုင်အောင်လုပ်တဲ့ချွေမောင်းတောင်ရင်နောက်ရေထွက်ဦးရင်နောက်ဖျားဖြူတောင်ရင်နောက်ကျွန်တော်ခနိုင်ကန်ရင်ဆိုပြီးကျွန်တော်ဒီ rain snack နဲ့ပတ်ထားပါတယ်။ဒီဆိုဒီရဲ့အသေးပေကတော့ဗာလဲဆိုလို့ရှိရင်ဥပမာဒီ area 1ထွက်ရေလို့မယ်ဆိုလို့ရှိရင်ကျွန်တော်ချွေမောင်းတောင်ကနေပြီးတော့ကျွန်တော်ပန့်ဖို့ပြီးဆောင်နိုင်တာဖြစ်ပါတယ်။ area 2ထွက်လွတ်အပ်လာမယ်ဆိုလို့ရှိရင်ဒါတွေကိုပြတ်တောက်မှုမရှိစေဖို့အတွက်ကျွန်တော် rain snack ကိုထည့်တဲ့ င်းဆောင်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စီမံကိန်းအပိုင်းတစ်မှာဆိုလို့ရှိရင်ရေတန်းစင်ဆက်ယုံခုနှစ်ယုံပါမှာဖြစ်ပါတယ်ဖတ်စတေးရှင်က14လုံးပါမှာဖြစ်ပြီးတော့အဲ့ပထမပိုင်းပြီးရတဲ့ပြရတဲ့ဒီရက်ွက်22ရက်ွက်လုံးကိုတရားရခိုင်လုံးဖြစ်ကျွန်တော်တို့ကရေပေးဝေသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပိုင်းတစ်မှာဖြစ်ပြီးတော့ဂျီကိုတစ်နေ့လင်းခုနှစ်တန်းပေါ့နော်ကျွန်တော်တို့ဖြန့်ဝေသွားမှာဖြစ်ပါတယ်အဲ့ကနေကျွန်တော်တို့ကပထမပိုင်းပြီးရတယ်ကျွန်တော်တို့ကဒုတိယပိုင်းကိုဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒုတိယပိုင်းကကျွန်တော်တို့ကဟိုပုံးမှုချောင်းဝါရှိဘူးကျွန်တော်တို့ကပတ်နဲ့ကျွန်တော်တို့နားရောင်းနားရောင်းကနေပြီးတော့ရေနာတင်ကြီးရေနာတင်ကြီးကနေပြီးတော့ကျွန်တော်တို့ရေ တို့ဥပ္ပူပါမယ်ပို့ပြီးအဲ့ခါရတဲ့ရှင်ကိုလည်းရခေနီးတိုင်းမှာကျွန်တော်တို့ကဒါဖြန့်ဝေရေးလုပ်ငန်းဆောက်ရသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ကတိဆောက်ရေးကာလတော့တစ်နှစ်တက်မှတ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့ကဒီရေလိုအပ်ချက်ကိုကြည့်တဲ့အခါမှာ ဒုတိယအဆင့်ရေးတုံးဆွဲမှုရဲ့85ရာခိုင်နှုန်းကိုစတုံးနေပြီဆိုတာနဲ့ပြန်ကျွန်တော်တို့ကစီမံကိန်းရဲ့တတိယအပိုင်းကိုစအကောင့်တဲ့ပုံမှာဖြစ်ပါတယ်။အဲ့ခါကျရင်ကျွန်တော်တို့လိုအပ်တဲ့ရှိကိုဒီလမ်းတစ်ပတ်ချောင်းကနေပြီးတော့ကျွန်တော်တို့ကရှိရှိမှဖြစ်ပါတယ်။လမ်းတစ်ပတ်ချောင်းကရှိပတ်နေပေါ့ဒီလမ်းချောင်းအတိုင်းကုန်းပေါင်းရှိကုန်းပေါင်းအနောက်ကနေပြီးတော့ရခိုင်လမ်းအတိုင်းကျွန်တော်တို့ကဖြီးပေါ်အောင်ကြီးချွားမှရှိရှိတန်းစင်စိတ်ကိုပြပို့ပြီးတော့ရခိုင်တိုင်းပြန်ဖြန့်တော့မှဖြစ်ပါတယ်။ဟုတ်ကဲ့။အဲ့လိုတုံးဆွဲနေရနေပြီးတော့ကျွန်တော်တို့ကဒုတိယအဆင့်မှာတော့တတိယအဆင့်ရောက်တဲ့ချိန်မှာကျွန်တော်တို့ရှိခံလမ်းကိုးသန်းထုတ်သွားမှဖြစ်ပါတယ်။အရေးကလမ်းကိုးသန်းတဲ့85ရာခိုင်နှုန်းသုံးပြီးဆို ါနဲ့ကျွန်တော်တို့ကသရုပ်ရအဆင့်ကိုကျွန်တော်တို့ကုပြောင်းပေးတာဖြစ်ပါတယ်။ဟုတ်ကဲ့။သရုပ်ရအဆင့်ကျရင်လည်းကျွန်တော်နောက်တစ်ပတ်ချောင်းရှိဦး20အရိုင်နှုန်းတိတိုးမြင့်ရယူပြီးတော့ချက်ကစီမံကိန်းတွေတည်းကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲကျွန်တော်တို့ကုမ္ပဏီအနေနဲ့ကတော့ဒီတောင်ကြီးမြို့မှာရှိတဲ့22ရက်ကွက်မှာရှိတဲ့တွေ့ကို24နာရီရည်အပြည့်အဝအတန့်စင်ပြီးရေပြားဖို့တောက်တုံးကြီးဖြတ်ပြင်းနိုင်အတွက်ကိုတော့ကျွန်တော်တို့အဲ့လိုစီမံကိန်းတွေစီမံဆောင်ရွက်တာရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့ကုမ္ပဏီအနေနဲ့တော့ဒီတောက်တက်စင်တဲ့တောက်တုံးကြီးကိုအမြန်ဆုံးကျွန်တော်ရရှိအောင်နဲ့ပြည်သူတွေအပြည့်အဝသုံးစင်နိုင်အောင်တဲ့တင်းလျောက်ပါတဲ့စီလိုလေးနဲ့ सीमा सँगै तब मेल त्यो चालु